ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးခြင်းတဲ့အမှတ်သားကတော့လက်တန်အောက်ခြေမှာဖြတ်စင်းနေတဲ့အမှတ်သားကြီးအကြောင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါပုံမှန်ပြထားတဲ့အတိုင်းပါရှိလာခဲ့မယ်ဆိုရင်ဒါဟာသာသမီကံကိုပြပေးနေတာဖြစ်ပါတယ်သာသမီရရှိဖို့မပူပင်ရပါဘူးနောက်ပြီးဒီအမှတ်သားဟာသာသမီရလွယ်ပါတယ်သာသမီကံလည်းအကျိုးပေးပါတယ်ဒါယောက်ျားလေးလားမိန်းကလေးလားဆိုတာကိုတော့အိမ်တော်ကြီးလမ်းကိုကြည့်ရပါမယ်အိမ်တော်ကြီးလမ်းဟာနှက်ပြီးထင်ရှားနေမယ်ဆိုရင်ဒါယောက်ျားလေးဖြစ်နိုင်ပါတယ် နောက်ပြီးသားသမီးရကန်ကောင်းနိုင်မလားအကျိုးပေးနိုင်မလားဆိုတာကိုဒီအမတ်သားတစ်ခုပဲကြည့်လို့တော့မရသေးပါဘူး။တောက်ကြဂျူခုံကိုလည်းကြည့်ရပါအောင်မယ်။တောက်ကြဂျူခုံအားကောင်းဖို့လည်းလိုအပ်ပါသေးတယ်။ပြီးတော့အဲ့ဒီအမတ်သားဟာအိမ်တော်ကြီးလမ်းကိုမပြတ်သွားမှပဲသူ့ရဲ့အကျိုးကိုရရှိနိုင်မှာဖြစ်ပါတယ်။အကယ်၍အိမ်တော်ကြီးလမ်းကိုပြတ်သွားမယ်ဆိုရင်တော့သူ့ရဲ့အကျိုးတွေကိုရရှိနိုင်တော့မှာမဟုတ်ပါဘူး။ဒီအမတ်သားဟာသားသမီးမြင်းမြစ်တွေပြည်စုံစွာနဲ့ကြွယ်ဝချမ်းသာစွာနေထိုင်ရမယ့်အမတ်သားတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ။ဦးဇာတာပိုင်းအထီကိုသူ့ရဲ့အိမ်တော်ကြီးကကန်ကောင်းမယ်ဆိုတာကိုပြပေးနေတဲ့အမတ်သားကောင်းလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ငွေကြီးကန်နဲ့ထီကန်ကိုပြပေးနေတဲ့လက်တကျွယ်အောက်ကဒေါင်လိုက်မြင်းတူနဲ့ချောင်းဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်းကိုကြည့်ပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်းမှာလက်တကျွယ်ဘေးနားမှာမြင်းတူလေးနဲ့ချောင်းတည်ရှိနေပါတယ်။ဒီလိုမြင်းတူလေးနဲ့ချောင်းတည်ရှိနေတာဟာလက္ခဏာရှင်အတွက်ထီကန်နဲ့ငွေကြီးကန်တွေကိုပြပေးနေခြင်းဖြစ်ပါတယ်။ဒီမှတ်သားပါလာခဲ့မယ်ဆိုရင်တော့တူသူဟာရုတ်တရက်ဒီပေါက်ချင်းတွေ ငွေကြေးတွေဝင်ရောက်လာခြင်းတွေစတဲ့ကံအထောက်အကူကောင်းတွေကိုရရှိနိုင်ပါတယ်။ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးအကျိုးပြုပါတယ်။အကယ်၍တနင်္ဂနွေဂျူးခုံအောက်ကအောင်မြေးလန်းကလည်းကောင်းမယ်။ကံလန်းကလည်းအားသာနေမယ်ဆိုရင်ဒီလိုလူတွေဟာအမွေနစ်တွေအများကြီးရရှိနိုင်တဲ့အထိကံကောင်းတတ်ကြပါတယ်။အဲ့ဒီလိုဖြစ်ဖို့အတွက်အမသားကလည်းထင်ရှားပြီးအပြတ်မြင်းတွေကင်းနေဖို့လိုအပ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကတော့အပြတ်မြင်းတွေကင်းကင်းနဲ့ထင်ရှားပါတယ်။ဒါကြောင့်သူ့ရဲ့ဂျူးကိုရရှိနိုင်ပါလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့လက်ကောက်ဝတ်လမ်းကြောင်းတွေအကြောင်းပဲဖြစ်ပါတယ်။လက်ကောက်ဝတ်လမ်းကြောင်းတွေကနေလမ်းကြောင်းနှစ်ကြောင်းဟာတစ်ခုနဲ့တစ်ခုဖြတ်နေကြပြီးတော့စနေကျူကုံကိုရောက်ရှိနေမယ်ဆိုရင်တူတူဟာခရီးရှည်ကိုသွားလာရပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီခရီးကတော့ပြန်လာနိုင်လိမ့်မှာမဟုတ်ပါဘူး။နောက်တစ်ခုကတော့အင်ဂါကျူကုံကတွီးကံမှတ်တာပဲဖြစ်ပါတယ်။အင်ဂါကျူကုံမှာပုံမှန်ပြထားသလိုမျိုးတွီးကံမှတ်တာပါနေမယ်ဆိုရင်ရဲစွမ်းတတိမဲ့ပြေးစုံလိမ့်မယ်။အရာရာကိုပြတ်သားစွာလောက်ကင်တတ်သူဖြစ်ပါတယ်။တိုင်းကိုခံပညာတက်မြောက်လွယ်မယ်။ သဘောကောင်းစေတနာကောင်းယူသားတတ်သူဖြစ်မယ်ပင်ကိုဗီဇဝါဒနာလည်းပါလိမ့်မယ်ပညာနဲ့အသက်မူဝံကြောင်းပြုရတတ်ပါတယ်အချမ်းမြေလုပ်ငန်းတွေနဲ့ဘဝမှာတော်တော်လေးအကျိုးပြုမယ်အဲ့ဒီကနေအကျိုးမြတ်များစွာရရှိနိုင်မယ်ကံထောက်ကူအားသာမယ်ဘဝမှာကြီးမားတဲ့နေရာထိုင်ခင်းကိုရရှိပိုင်ဆိုင်လိုက်မယ်ကိုယ်ပိုင်လုပ်ငန်းဆိုရင်စတီးဂျေးတာနဲ့ပတ်သက်ပြီးအကျိုးပေးလိုက်မယ်ပညာသင်တန်းတွေမြဝေသင်ကြားပေးသူဆရာဖြစ်စေနိုင်ပါတယ်အတတ်ပညာနဲ့လည်းနာမည်ရအောင်မြင်နိုင်ပါတယ် နောက်တစ်ခုကတော့ထူးခြားတဲ့သုံးနှစ်သမီးငယ်လေးရဲ့လက်ဝါးပြင်မှာဖြစ်ပါတယ်။သုံးနှစ်သမီးငယ်လေးရဲ့လက်ဝါးပြင်မှာရှိတဲ့ဂျူခုံတွေအားလုံးဟာပြေးမောက်ဖောင်းကျနေပါတယ်။လက်ညောကြတာပြေးဂျူခုံဟာတခြားဂျူခုံတွေထက်ပိုပြီးမိုးမောက်အားကောင်းနေတဲ့အတွက်ကြောင့်ပညာရေးတာမန်ထက်ထူးချွန်တတ်ပါတယ်။လက်ကလေးအောက်စနီဂျူခုံမိုးမောက်အားကောင်းနေခြင်းကတော့ထားကျွနိုးကြမှုရှိစေပြီးစိတ်တကူကြီးမားစေပါတယ်။လက်တကြွယ်အောင်တနင်္ဂနွေဂျူကုံအားကောင်းနေခြင်းကတော့မိမိရဲ့အကြံစီတွေထားမြောက်အောင်မြင်မှုရတတ်ပါတယ် လက်တံအောင်ဘုဒ္ဓဂျူခုံအားကောင်းနေတာကတော့အယောင်းဝဲပညာရေးကိုအားကောင်းစေပါတယ်ဒီနေရာမှာလက္ခဏာနဲ့ပတ်သက်ပြီးတော့မပြောင်းလဲတတ်တဲ့ပင်မလန်းချောင်းမိခင်မွေးကလေးကပါလာပြီးတော့သေတဲ့တန်အောင်မပြောင်းလဲတဲ့ဗီဇလန်းချောင်းရဲ့သဘောတရားကိုဘုဒ္ဓအနေနဲ့ပြောပြပါမယ်နံပါတ်၁ချက်နလုံးလန်းချောင်းနဲ့ညံလန်းချောင်းပူးတွဲပြီးတော့ထွက်နေတာကိုလက်ဝါပြက်လို့ခေါ်ပါတယ်။အဲဒီလက်ဝါပြက်ဟာမွေးဖွားချိန်ကနေပါလာလို့တေဆုံးချိန်ထိမပြောင်းလဲပါဘူး။အသက်တွေကြီးလဲ ညာလမ်းကြောင်းနဲ့နှလုံးလမ်းကြောင်းတီးခြားခွဲထွက်လာပြီးလက်ဝါးပြက်ကနေပြောင်းလဲမသွားပါဘူး။နံပါတ်၄ချက်ကတော့အသက်လမ်းကြောင်းဟာတောက်ကြကျူကုန်ကိုဝေးဝိုင်းမှုအားနေပြီးတော့တက်တက်ဆင်းလာပါတယ်။အသက်ကြီးလိုက်လည်းအခုလိုဒိုင်းမဲ့ရှိနေပါလိမ့်မယ်။အသက်လမ်းကြောင်းကြီးဟာတောက်ကြကျူကုန်ကိုနေရာကျကျယူပြီးပြောင်းလဲပြီးတော့ဆင်းလာမှာတော့မဟုတ်တော့ပါဘူး။နံပါတ်၃ကတော့ခီးသွားလမ်းကြောင်းပါ။ဒီသွားလမ်းကြောင်းဟာမွေးဖွားချိန်ကနေတင်ရှားအကောင်မီရှိလျားစွာပါနေလို့အသက်ကြီးမှပျောက်ပြတ်မသွားပါဘူး။ဒါလေးတွေကိုအကျဉ်းအဖြစ်ပြောင်းလဲမသွားတဲ့ဗီဇလမ်းကြောင်းလို့ခေါ်ပါတယ်။ ်ရေခုံတွေကလည်းမိုးမောင်းနေရကနေပြားမသွားနိုင်ပါဘူးပုံမှန်ပြထားတဲ့လောက်ဝပြင်ကိုကြည့်ပါအဲ့တော့ရေလမ်းကြောင်းမှာကြာဘူးပုံစံအမှတ်သားပါရှိနေပါတယ်ဒီလိုပါရှိလာခဲ့မယ်ဆိုရင်လက္ခဏာရှင်ရဲ့အဲ့တော့ရေကန့်ဟာအလွန်ကောင်းမွန်ပါတယ်သူရဲ့အဲ့တော့ဖက်ဟာရက်ဝေးကဖြစ်နိုင်ပါတယ်နိုင်ငံရဲ့ချာရက်ဝေးနယ်ဝေးကသူနဲ့အဲ့တော့ကြာတက်ပါတယ်နိုင်ငံရဲ့ချာရက်ဝေးနယ်ဝေးမှာအိမ်တော်ပြူရတတ်ပါတယ်။သူရဲ့အိမ်တော်ဘက်ချစ်သူဟာလည်းကျန်းသာပြည့်စုံတဲ့သူဖြစ်မယ်။ ူထက်မြင့်မားတဲ့သူမျိုးဖြစ်မယ်။သူထက်ချမ်းသာပြည့်စုံတဲ့သူနဲ့အိမ်တော်ကြားနိုင်ပါတယ်။သူဟာလည်းအိမ်တော်ကြားပြီးတဲ့အခါမှာပိုပြီးပြည့်စုံမှုကိုရရှိလာတတ်ပါတယ်။ဘာသာကြားလူမျိုးကြားတွေအကျိုးပေးပါလိမ့်မယ်။အဆင့်တန်းမြင့်ပြီးချမ်းသာမှုကိုရရှိပါလိမ့်မယ်။ရာထူးရာခိုင်ကြီးမြင့်သူတွေနဲ့လည်းနောက်ဆုံးရရှိသွားတတ်ပါတယ်။တခုရှိတာကတော့သူရဲ့လက်အနေထားကအညံ့ပုံစံမျိုးရှိနေတဲ့အတွက်ကြောင့်စိတ်ကအယံလောစိတ်ဆုံးဖြတ်ချက်မြန်ပြီးအိမ်တော်ပြုတ်တဲ့အခါမှာတော့ရတဲ့အကျိုးကိုမရတတ်ပါဘူး။ ဒီလိုမှမဟုတ်ရင်လည်းအိမ်တော်ရေးအဆင်မပြေမှုတွေကြုံပြီးမှပဲအကောင်းဘက်ဖြစ်သွားတတ်ပါတယ်ဒီနေရာမှာအမတ်မမားဘူးကတော့ကြာဘူးနဲ့ကျွန်းကိုမမားဘူးလို့ပါတယ်ပုံမှန်ပြထားတဲ့အမတ်သားကတော့ကြာဘူးဖြစ်ပါတယ်နောက်တစ်ခုကတော့အောင်မြင်လမ်းကြောင်းကွေးညွန့်နေခြင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါသူ့ရဲ့အောင်မြင်လမ်းကြောင်းဟာလက်သူကျအောက်မှာကွေးညွန့်နေပါတယ်ဒီလိုကွေးညွန့်နေမယ်ဆိုရင်သူသူဟာကိုယ်ပိုင်စွမ်းစားရှိခြင်းပင်ကိုစွမ်းရည်ရှိခြင်းနဲ့ရည်မှန်းထားချက်တွေသူ့မှာများပါတယ် အောင်မြင်မှုရမယ့်အကျိုးတွေလည်းရှိတတ်ပါတယ်။ဒါပေမဲ့လက္ခဏာရှင်ကတော့ယုံကြည်မှုတွေအားနည်းနေတတ်ပါတယ်။စိတ်တွေလည်းများနေတတ်ပါတယ်။အတားအဆီးတစ်ခုခုလည်းရှိနေနိုင်ပါတယ်။ဒါကြောင့်လဲသူရဲ့လှုပ်ဆောင်မှုတွေလမ်းတွေဟာပျောက်ဆုံးနေတတ်ပါတယ်။ဒါကြောင့်မိမိမှာဒီလိုလမ်းမျိုးပါလာခဲ့မယ်ဆိုရင်မှန်ကန်တဲ့ဆုံးဖြတ်ချက်ယုံကြည်ချက်တွေနဲ့အတူအလောက်ကိုစူးစမ်းသင့်ပါတယ်။ လူသားတွေရဲ့လက်ဝါးပြင်ပေါ်မှာရှိတဲ့ထူးခြားတဲ့ပုံစံနဲ့လမ်းကြောင်းတွေဟာခေတ်ဆက်ဆက်လူသားတို့ရဲ့ကံကြမ္မာကိုအကောင်းဆုံးပြောပြနေခဲ့ပါတယ်။နှစ်ပေါင်းများစွာလဲလက္ခဏာပညာသူတေသနာများစွာနဲ့အလွန်တိုးတက်ခဲ့ပြီဖြစ်ပါတယ်။လူသားတို့ဟာမှန်ကန်တဲ့ပညာရပ်ကိုပဲသဘောကျလက်ခံတတ်တဲ့သူတွေဖြစ်တဲ့အတွက်ယနေ့ထိတိုင်နှစ်ပေါင်းထောင်ချီကျော်ကြာလာခြင်းကပညာရပ်ရဲ့မှန်ကန်ခြင်းရဲ့သက်သေဖြစ်ပါတယ်။နောက်နှစ်ပေါင်းများစွာအတွက်လဲလက္ခဏာပညာရပ်ကအံ့ဩသင့်ဖွယ်ရာဖြစ်ဆက်လက်တည်ရှိနေမှာပဲဖြစ်ပါတယ်။ လူသားတို့ရဲ့ဘဝနဲ့ပတ်သက်တဲ့မရည်မတွက်နိုင်တဲ့လေးဝက်ချက်တွေကိုထုတ်ပေါ်ပြသနိုင်တယ်လို့အသက်မွေးဝမ်းကြောင်းတွေမှာလည်းကြုံတွေ့လာရမယ့်အတားအဆီးတွေသို့မဟုတ်အကွင့်အလမ်းတွေအတွက်ထိုးထွင်းတဲ့အမြင်တွေကိုလက္ခဏာပညာကပေါ်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ကံကြမ္မာရဲ့လူဝက်စမ်းကြံမှုတွေကိုအများအားဖြင့်ပေါ်ပြနေတာကလက္ခဏာပညာဖြစ်ပါတယ်။ဒါကြောင့်ယခုတင်ပြလိုတာကကံကြမ္မာလမ်းကြောင်းရဲ့အကြောင်းဖြစ်ပါတယ်။လက်ဘဝခြေရင်းကနေပြီးလက်ကလေးအထိတက်လာတဲ့လမ်းကြောင်းကိုကံကြမ္မာလမ်းကြောင်းလို့ခေါ်ပါတယ်။ ဒီမြင်းဖြောက်ဟာလူတူရဲ့ဘဝမှာကံကောင်းခြင်းနဲ့ကံကြမ္မာရဲ့အကျိုးပေးခြင်းအပြစ်ပေးခြင်းအကျင့်ကြီးနဲ့ပမာဏကိုကိုစားပြုတယ်လို့ဆိုရပါမယ်။ကံကြမ္မာလမ်းကြောင်းကိုအသက်ပိုင်းဖြတ်နည်းနဲ့သေချာတိုင်းတပြီးစစ်ဆေးတဲ့အခါမှာလမ်းကြောင်းပေါ်မှာရှိတဲ့ဂျွန်းအဆက်အပြက်စသည်တို့နဲ့အတူကောင်းကျိုးပြနဲ့ဆိုးကျိုးပြအမှတ်သားတွေကိုစစ်ဆေးပြီးအသက်ဘဲရွယ်မှာဘယ်လိုကောင်းကျိုးသို့မဟုတ်ဆိုးပြစ်တွေကိုရရှိမလဲဆိုတာကိုတိတိကျကျပြောပြနိုင်ပါလိမ့်မယ်။ ပညာရှင်များရဲ့အဆိုအရလူတူရဲ့ကာယကွန်အားစိတ်စွမ်းအားစတဲ့နရက်ပေါင်းအားတွေကိုစူးစီးပြီးလမ်းကြောင်းအမျိုးမျိုးကိုပြန့်ဝေပေးတဲ့နေရာမှာကံကြမ္မာလမ်းကြောင်းဟာအတိတ်ရဲ့လောက်ရက်တွေရဲ့အမှတ်တံတစ်ခုဖြစ်ပါတယ်။ကံကြမ္မာလမ်းကြောင်းဟာကံကောင်းခြင်းသို့မဟုတ်ကံမကောင်းခြင်းအတွက်အတိတ်ကံကိုစီးဆင်းစေတဲ့လမ်းကြောင်းဖြစ်ပါတယ်။အောင်မြေလမ်းကြောင်းရဲ့အထောက်ပံ့ရမယ်ဆိုရင်ပိုပြီးအားရှိစေပါတယ်။ရှည်လျားခိုင်မာတဲ့ကံကြမ္မာလမ်းကြောင်းဟာ professional လှုပ်ဆောင်ချက်တည်ငြိမ်မှုကိုညွန်ပြတဲ့တည်ငြိမ်တဲ့လုပ်ငန်းစီးပွားကိုလည်းပြပါတယ်။ ပါလွားတဲ့ကံကြမ္မာလမ်းကြောင်းကတော့လုပ်ငန်းတွေအကျေတီးပြီးခိုင်ခိုင်မာမာမဖြစ်ခြင်းကိုပြသတတ်ပါတယ်။ကံကြမ္မာလမ်းကြောင်းမရှိဘူးဆိုရင်အောင်မြေလမ်းရဲ့ဇွဲလုံးလားနဲ့သာအောင်နိုင်ခြင်းကိုပေးလိမ့်မယ်ဆိုတဲ့အဆိုအမိန့်ကိုသဒ္ဒနာပညာရှင်တွေရဲ့လက်ထဲမှာမကြာခဏကန်ဆောင်ထားတာကိုတွေ့ရပါတယ်။ကံလမ်းကြောင်းဟာလူတစ်ယောက်အတွက်ကံတရားဖြစ်ပြီးဉာဏ်ဝိရိယကောင်းပေမဲ့လည်းကြီးဝါတိုးတက်ခြင်း၊နာမည်ကြီးခြင်း၊ချမ်းသာခြင်းတို့ကိုကံကပဲဆုံးဖြတ်တတ်တဲ့အတွက်ကြောင့်ကံမပိုင်ရင်တခြားဉာဏ်နဲ့ဝိရိယရှိနေပါစေ။ လိုတဲ့ပန်းတိုင်ကအလန်းဝင်းနေတက်တာကိုသတိပြုရမှာဖြစ်ပါတယ်။ဒါကြောင့်ကံကြမ္မာလမ်းကြောင်းဆိုတာလက္ခဏာပညာမှာအလွန်အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့အကြောင်းကိုမျှဝေတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။